အားလုံးပဲမင်္ဂလာပါ Wise on Mimo Channel ကနေကြိုဆိုလိုက်ပါရစေ။ကဲဒီကမှာတော့ညံများတဲ့တရုတ်ကြီးဦးစုဝါနဲ့ဦးဆန်ရှာတို့တွေ့ကြပြီပေါ့ခင်ဗျာ။တနေ့သောနေ့၌ကျွန်တော်နှင့်မောင်ဆန်ရှားတို့သည်အင်ဦးကန်တွင်ထိုင်လျက်မောင်ဆန်ရှားစုံနောက်ခဲ့သောအမှုများအကြောင်းကို ပြောဆိုလျက်ရှိကြစဉ်မောင်ဆန်ရှာကကိုသိမ်းမောင်ရဲ့အခုတလောင်မှုများကအင်မတန်နေနေတယ်ခုံနေကြကြောင်းဟာခုတ်ရမှဆိုသလိုပဲကျုပ်မှလည်းအမှုစုံတော့เสียမှရှိရင်ပြင်ပြီးနေလို့ထိုင်လို့မကောင်းဘူးဟုပြောစဲတွင်တကားကောအလွန်ကြဲလောင်စွာခောက်တန်ကြားရပြီးတကားလားမောင်ဆန်ရှာဤပြင်းရသောမျက်နှာထားသူသည် အလင်းပြောက်ကင်း၍လှည့်ကြည့်လိုက်ရလူခက်ရွယ်ရွယ်တယောက်သည် မျက်စိမျက်နှာခက်ပြက်ပြက်နှင့် အလွန်ကြောက်လန့်တုန်လှုပ်သောအမူအရာဖြင့်အခန်းထဲသို့ပြုံးကနေဝင်လာပြီးလျင်ဆရာရဲ့ကျွန်တော်ကိုကယ်ပါဦးခမညာကျွန်တော်ဟာမောင်တင်ပါပဲဟု အစမရှိအဆုံးမရှိသောစကားကိုပြောလေသောမောင်ဆန်ရှာသည်ထိုတငယ်ကိုကြည့်ရှုလျက်ထိုင်မောင်လားမောင်တင်ဒီလောက်တော့ဘာဖြစ်လို့ပြရသလိုမောင်ဟာအိမ်အောင်မကြသေးဘူးဟုတ်စားရှင့်နေအလုပ်ကိုလုပ်ကြနေအပြီးတော့လဲဘန်းနာခဏခဏထတတ်တယ်ဆိုတာကလွဲပြီးမောင်ကျောင်းကိုကြုတ်ဖြင့်ဘာမှ မသိဘူးဟုပြန်ပြောလိုက်လျာ ျွန်တော်မှမောင်ဆန်ရှားသည်ဤချင်းရာတို့ကိုမြည်ခဲ့သူသိရှိကြောင်းကိုသူနီးနာနေဒရများကိုအတော်အတန်နားလေသည်ဖြစ်၍သိရှိပါတော်လဲမောင်နေမာမူကားအာအသင်းလျက်အံဩသောမျက်နှာဖြင့်မောင်ဆန်ရှားကိုသာဆက်၍ကြည့်ပြီးနောက်မှန်ပါတယ်ဆရာရဲ့အားလုံးမှန်ပါတယ်တို့တော်လဲဒါထက်အခုခါရန်ကုန်မြို့ပေါ်မှာကျွန်တော်ထက်ကံမကောင်းတဲ့လူရှိတော်မယ်မထင်ဘူးဆရာရဲ့ကျွန်တော်ကိုပြစ်မထားပါနဲ့ဆရာရဲ့ကျွန်တော်ကြောင့်အားလုံးပြောပြလို့မဆုံးမီ လာရောက်ဖမ်းဆီးခဲ့လို့ရှိရင်ကျွန်တော်အဆုံးအထိပြောရဖို့တောင်းပန်ပြပါခင်ဗျာဖမ်းမယ်ဟုတ်လားဘယ်သူကဘာအတွက်ဖမ်းရမှာလဲဟိုသင်္ကန်းကျောင်းကတရုတ်ကြီးကိုစူးဝါကိုတတ်တဲ့အမှုတွက်တယ်ခင်ဗျာဟောကိုသိမ်းမောင်ဘယ်နဲ့လဲကြားရင်လားအကျုပ်တို့မနက်ကပဲအမှုခင်းများမပေါ်တာအတော်ကြာပြီလို့ပြောနေသေးတယ်ဒုကာမောင်တင်ကကျွန်တော်အနားရှိစပွဲကလေးတစ်ခုပေါ်တွင်တင်ထားသောထုံနှင့်နနက်ထုတ်ဝေသည့် ရန်ကုန်ကေဆက်သတင်းစာကိုကောက်ယူပြီးလျင်တင်ကားကျွန်းတွင်လူသတ်မှုနှင့်ဆက်လင်း၍ဖြစ်ပွားကြောင်းနှင့်ကောင်းစဉ်တက်လျက်ရှိသော ကော်လံကိုပြရာကျွန်တော်ကယူ၍ဖတ်ကြည့်ရာ အောက်ပါအတိုင်းတွင်မြင်ရလေ၏ယမန်နေ့ည7:00နာရီအချိန်လောက်တွင်တရုတ်ကန်ထရိုက်ကိုစုဝါအိမ်နောက်ဖေးရှိတစ်ပုံကိုမိလောင်ကျွမ်းရာလူအများဝိုင်းတက်၍မိငိမ့်သွားလေ၏တို့ရတွင်အရှင်ကိုစုဝါကိုရှာ၍မတွေ့သေးခြင်းအိမ်ထဲ၌လက်လံရှာဖွေရာ အင်္ဂန်းတွင်ရှိတိတ္တာများသည်ပွင့်လျက်တိတ္တာတွင်ရှိသောပစ္စည်းတို့မှကျဲဖြန့်လျက်ရှိကြောင်းဒုခန်းထဲတွင်သွေးဆက်အများအပြားရှိသည့်အပြင်ဒွေဆုံသောဒုတ်ချောင်းကို တွေ့ရှိကြောင်းထို့အပြင်မိဘုံတို့လေးလံသောအရာဝိတ္တုတခုဇွဲယူသွားသည့်လက္ခဏာရှိသည့်အပြင်မိဘုံထဲမှလောင်ကျွမ်းသောအယိုးများကိုလည်းတွေ့ရှိရပေသည်ထိုနေ့ညတွင်ကိုစုဝါအိမ်တို့ရန်ကုန်မြို့ဘာလန်းတွင် အလုတ်တိုက်ရှိသူအမိန်တော်ရရှိနေမောင်တင်သည် ဘိုးစုဘအိမ်သို့တွားရောက်၍အချိန်မဲ့တွင်ပြန်သွားကြောင်းတက်သေးကထွက်ဆိုသည်ဖြင့်၎င်းမောင်တင်ကိုပလိတ်တို့ကသင်္ကာမကင်းရှိ၍လိုက်လံရှာဖွေနေကြောင်းဤကဲ့သို့ကျွန်တော်ဖတ်နေစဉ်မောင်ဆန်ရှာသည်ဈေးရန်ကိုကြိုက်လျက်ဒေချာစွာနားထောင်နေပြီးမှမောင်တင်ဘက်သို့လှည့်၍"နှုန်းမောင်တင်ဒီလောက်တက်သေးထွက်ချက်များလုံလောက်ပါရဲ့နဲ့ဘာဖြစ်လို့မင်းကိုအခုထက်ထိတိုင်မဖမ်းဆီးသေးတာလဲ"ဒီလိုပါဆရာရဲ့ အကျွန်တော်ကကျွန်တော်မိဘများနဲ့တမိုင်းမှာနေတယ်။မင်းညကကိုစုဝါနဲ့ကိစ္စလေးတခုရှိတာနဲ့သူ့အိမ်လိုက်သွားပြီးငိုးချုပ်လေတော့ကျွန်တော်မှကျွန်တော်အလုတ်တိုက်ပက်လက်ကလထိုင်ပေါ်မှာအိပ်ရတယ်။အဲနနဲ့ကြတော့အိမ်ပြန်အဝင်လဲပြီးမှအလုတ်ဆင်းမယ်လို့အကြံနဲ့မိရထားယုံသွားလေတော့လမ်းမှာသတင်းစာရောင်းသူလက်ထဲကသတင်းစာဝယ်ပြီးဖတ်တော့အကျိုးကြောင့်တိလို့ဆရာထံပြေးလာခဲ့ရတာပဲဆရာရဲဟုပြောနေခိုက်တွင်တကားကိုတီးခေါ၍ အင်စပက်တော်မောင်သိန်းခံသည်ရုတ်တရက်ဝင်လာပြီးလျင်ခမရမောင်နေမလားကံအခုကတဲ့ကိုလိုက်ခဲ့ရမယ်ခမရအပေါ်မှာပြစ်မှုဟာတင်ရှားနေပြီကိုဆန်ရှားလည်းဒီနေရာမှာတက်နိုင်မှာမဟုတ်ဘူးဒုကာဦးဆန်ရှားကခဏဆိုင်းပါအောင်ကိုသိန်းခံခမရတို့ပြလိုက်လားမှဖြင့်ထိတ်ထိတ်ပြားပြားကြီးပဲကဲသူเจ้าသူဆုံးအောင်များပြောပါစေအောင်ဗျာကောင်းပါပြီဗျာဆေးရသဘောတိုင်းပါပဲ။ ။အထူးတော်လဲကြာကြာတော့ဖြစ်အခွင့်မပေးနိုင်ဘူးဆရာကြီးအမှုကကြီးတယ်။ gain gain မော်တင်မောင်ပြောစရာရှိတာပြောပါဗျာ။ဒီလိုပါဆရာရင်ကျွန်တော်ကုစုဝါဆိုတာကိုလည်းမသိပါဘူး။ထို့တော်လဲကျွန်တော်မိဘများပြောတဲ့ကိုတော့ကြားဘူးပါတယ်။အရင်ကတော့အိမ်ကြီးချင်းပါပဲ။အဲနောက်တော့တခြားစီနေထိုင်ကြတယ်တဲ့။ဒီတော့မနေ့က3နာရီလောက်ကျွန်တော်ရုံးကအပြန်ဒီကိုစုဝါဆိုတဲ့တယူကြီးကကျွန်တော်အလုပ်တိုက်ကိုလာတော့ ကျွန်တော်ကအလွန်အောနေတာပဲသူ့လက်ထဲမှာရှိတဲ့စက်ကူ၂ရွက်၃ရွက်ကိုကျွန်တော်အားပြပါတယ်ဆို၍စက်ကူများကိုထုတ်ပြီးစပွဲပေါ်တွင်တင်၍မောင်ဆန်ရှားအားပြလေ၏အဲ့ဒီစက်ကူတွေကျွန်တော်ကိုပြပြီးတော့ကိုစူးဝါဆိုတဲ့တရုတ်ကြီးကမောင်တင်တဲ့ဒီဟာငါသေတန်းစာပဲတဲ့အဲတို့တရုတ်လူမျိုးမှာသေတန်းစာရေးနိုင်ခွင့်ရတယ်သို့တော်လည်းငါကမြန်မာစာကောင်းကောင်းလည်းမရေးတတ်ဘူး အဲဒါကြောင့်မင်းငါကိုရေးပေးစမ်းပါကွယ်ငါထိုင်စောင့်နေမယ်လို့ပြောတော့ကျွန်တော်ကပြင်ဆင်ပြီးရေးမလို့သူ့စာတွေဖတ်ကြည့်လိုက်တော့သူပိုင်တဲ့ပစ္စည်းအလုံးကို သူသိရင်ကျွန်တော်ကိုအမွေစားအမွေခံနဲ့လွှဲထားတာတွေ့တော့ကျွန်တော်ကအင်မတန်အံ့ဩပြီးသူ့ကိုကြည့်တဲ့အခါသူကပြုံးပြီးအေးဟုတ်တယ်မင်းမိဘများနဲ့ငါဟာရေးခါကအိမ်နီးနာချင်းဆွေမျိုးရင်းချလို့ဖြစ်နေကြတယ်အဲဒါကြောင့်ငါလဲမင်းအကြောင်းကိုသတင်းကောင်းကြားတာနဲ့ ်ငါကအိမ်တော်ယတာသားသမီးမရှိတဲ့အတွက်ငါတည်ရင်မင်းကိုရစီခြင်းလို့ကွဲလို့ပြောတဲ့ဖြင့်ကျွန်တော်ကကျေးဇူးတင်ပါတယ်ဗျာဟုပြောပြီးအေးရန်သာရေးပြီးတဲ့နောက်သူကလက်မှတ်ထိုးအဲကျွန်တော်ဆရေးကအတိတ်သက်တည်အဖြစ်နဲ့လက်မှတ်ကိုထိုးပြီးတော့သူယူထားရောခင်ဗျာအဲနောက်ကိုစုဝါကကျွန်တော်ကိုပြစရာစာချုပ်အင်္ဂရန်အပေါင်းစာတွေအများကြီးရှိသေးတယ်တဲ့အဒီယာတွေသူ့အိမ်မှာယနေ့ညပဲလိုက်ကြည့်အောင်နဲ့မင်းလာပြီးရှင်းရှင်းလင်းလင်းလောက်ကင်ပြီး တိတိကျကျတိမှငါစိတ်ချမယ်တဲ့နောက်မိမများကိုလည်းဒီเจ้าမပြောနဲ့သူတို့တိမှအံဩပါစေတဲ့ဒီတော့ကျွန်တော်ကကောင်းပါပြီလို့အာမခံမိလိုက်တာပဲခမညာဒါနဲ့ကျွန်တော်ကအလုတ်တိုက်ကတရဝံကိုအိမ်ပြန်လွတ်ပြီးအလုံများလို့မပြန်တဲ့အကြောင်းအပြောခိုင်းလိုက်ပါတယ်ညရှင်းနိုင်ခွဲလောက်တင်မြန်းကျွန်းရောက်သွားတော့သူ့အိမ်အတော်ပဲရှားနေရသေးတယ်အဲနောက်တော့မှတွေ့လို့ကျွန်တော်အိမ်ထဲကိုဝင်သွား ီတော့ဘသူ့ကိုတွေ့တယ်လဲတယုတ်ကြီးတယောက်ကိုတွေ့တယ်အဲသူကပဲအခန်းထဲမှာရှိတယ်လို့လက်ညှိုးထိုးပြလိုက်သေးတယ်အဲဒီတော့ကိုစုဝါကနေရာကျက်လိုက်တာမော်နေရဲ့မင်းရောက်လာတာအချိန်တော်ပဲငါအခန်းထဲလာခွဲဆိုပြီးခေါ်သွားတယ်အဲသူကရင်ချိန်ရင်းမှာတန်တစ်တာကြီးတလုံးရှိတယ်အဲဒီတစ်တာကြီးဖြွင့်ပြီးစာချုပ်တွေကရံတွေထုတ်ပြီးတော့လာတခုစီတခုစီကျွန်တော်ကိုပြပါရောဗျာနောက်ကျွန်တော်ကဖတ်ကြည့်ပြီးစပွဲပေါ်မှာတင်ထားလိုက်ပြီး မိရထအချိန်မမီမှာဆိုတာနဲ့အိမ်ပြန်ပြန်ပြောဆိုပြီးနောက်ကျွန်တော်ပြန်မယ်လို့တော့လက်ကင်တို့ရှာမတွေ့ပဲဖြစ်ပါရောအဲဒီတော့သူကကိစ္စမရှိပါဘူးနောက်ကိုမင်းနဲ့ငါခဏခဏတွေ့ကြမှာပဲအဲနောက်မှမင်းတို့ကိုငါရှာထားလိုက်မယ်မင်းအရှိကစင်းရင်တကားကြီးဖွင့်ပါဖွင့်တယ်အလုံးများနေမယ်နဘေးပရင်ဘောက်ကပဲစင်းသွားပါကွယ်လို့ဆိုလို့ကျွန်တော်လည်းမိုးကအင်းကြီးယူပြီးပရင်ဘောက်ကခုံဆင်းပြီးရန်ကုန်လာခဲ့တာပဲဆရာ ယနေ့နဲ့နဲ့ကြမှာဒီလိုအကြောင်းစုံကြားရတာပါပဲဆရာပါများမေးရင်သေးတယ်လေတမိုင်းကိုရောက်ပြီးမှမေးတော့မယ်တင်ကန်းချုံကိုရောက်ပြီးမှဆိုပါတော့ဆရာရဲ့ဟုတ်တယ်ဟုတ်တယ်တင်ကန်းချုံမယ်ဆိုကြပါစို့ယခုကဲတော့မောင်ဆယ်ရှာပြောလိုက်တော့အခါအင်စပက်တာမောင်သိန်းဟန်ဒီအလွန်အတွေ့ရခံနေလေဤဒုနောက်မောင်တင်ကိုဖမ်းဆီးပြီးပလက်ရာရှိနှုတ်ဦးနှင့်ယထာတစီတွင်ယူဆောင်သွား၍မောင်သိန်းဟန်မှာ ကျွန်တော်တို့နေအတူအကျိုးအကြောင်းပြောဆိုတိုင်ပင်ရန်နေရစ်ခဲ့လေ၏။မောင်ဆန်ရှာမှာမောင်တင်ထားခဲ့သောအကျန်းရေးထားသည့်တည်တန်းစာကို ကြည့်ရှုပြီးလျင်စာရွက်များကိုကမ်းပြီး၍ကိုသိန်းဟန်ဟော်ဒီစာရီထဲမှာအရေးကြီးတာနှစ်ချက်သုံးချက်ပါတယ်။သိရဲ့လား။ပထမစာနှစ်ကြောင်းသုံးကြောင်းကိုတော့ဖတ်လို့ရတယ်။အဲနောက်ဒုတိယမျက်နှာအလယ်နာကစာကိုလည်းဖတ်ရတယ်။အောက်ဆုံးနာကစာကြောင်းများကိုလည်းဖတ်လို့ရတယ်။ ဂျန်နဲ့တခြားဟာတွေတော့ဖတ်လို့မရဘူး။ဒီတော့ဘာဖြစ်တယ်လဲ။ဘာဖြစ်တယ်ဆရာပဲပြောပြပါဦးဗျာ။ဒီစာဟာမိရထားပေါ်မှာရေးတဲ့စာဖြစ်ရမယ်။လက်ရေးလှလှတွေဟာမိရထားစိုက်တုံးရေးတာဗျ။ဖတ်လို့မရတရဟာမိရထားတော့နေတုံးရေးတာဗျ။အဖတ်လို့ဘိဘိတာမရတာကမိရထားလမ်းပြောင်းလမ်းလွဲနေရမှာရေးတာဗျ။အနေငယ်များစဉ်းစားကြည့်ရင်ဒီစာရေးတာဟာ ။သင်္ကန်းကျိုးနဲ့ရန်ကုန်ဆက်ကြားရှိတာမဟုတ်နိုင်ဘူးလားဗျာ။ဒုကာကိုသိန်းဟန်ကရီမော၍ဆရာစင်းသားချက်တွေထုတ်နေလို့မပြီးပါဘူး။ကျွန်တော်တို့တရားခံလဲမိပြီးတက်တီထွက်ချက်ကလည်းလုံလောက်နေတယ်။ဘာလို့ဒီလဲဆရာရဲ့တော်ရော့ပေါ့။အထူးတော်လဲဒီမှုနဲ့ဘာဆိုင်တယ်လဲ။မောင်တင်ပြောတဲ့အတိုင်းစူဝါကြီးကဒီနန်းစာကိုမိရထားပေါ်မှာရေးပြီးတော့ဒီလောက်အရေးကြီးတဲ့အချက်ကိုဒီလိုပြည့်စက်လက်ခတ်အမှတ်တမဲရေးတာအံဩစရာမကောင်းဘူးလား။ ရေးတဲ့လူကဒီစာဟာဘာမှအသုံးမဝင်ဘူးလို့သဘောထားလို့အခုလိုလှုပ်တာပေါ့ဗျာဒီချိန်မှာသူ့ဟာသူဒေတန်စီရင်ချက် ချလိုက်တာမဟုတ်လားဗျခမရကဒီလိုပဲသဘောရသလားခမရကောပုံကောင်းဟုတ်လိမ့်မယ်ဒါတို့တော့ကြုတ်ပြင်တဲမရှင်းသေးဘူးမရှင်းသေးဘူးမဆိုပါနဲ့ဒါမှမရှင်းဘယ်အသိကရှင်းဦးမှာလဲဟောဒီလူကတရုတ်ကြီးတည်ရင်ပစ္စည်းတွေအကုန်ရမယ်ဆိုတာ သူကသိတာကိုဗျာ ပြီးတော့ဘသူမှသူမပြောဘူးအလူကြီးတိတ်လောက်မှတယူကြည့်ရင်သွားပြီးတယူကြည့်ကိုသူ့လက်ကင်တုံးနဲ့ရိုက်ပြီးတော့အလောင်းကိုမိရှုပစ်လိုက်ပါရောအမိရှုပြီးသူကရန်ကုန်ပြန်လာပြီးအိတ်တာပဲသူကတော့သူလုခဲ့တာဘသူမှမတည်ဘူးလို့ထင်နေတယ်ထင်ပါရဲ့ဆရာဒါတက်ရှင်းတာရှိသေးရဲ့လားကိုသိန်းဟန်ခမရအတွေးစားပုံကရှင်းလုံးထင်မှဗျာဒီတငယ်ဘက်ကနေကြည့်ရင်တည်တန်းစာရိပ်ပြီးပြင်မဲ့တတ်ပါမလား ဒီအကြောင်းနှစ်ခုတစ်ခုနဲ့တစ်ခုဒီလောက်နီးစအောင်လုပ်ပါမလားအဲနောက်ပြီးတော့ကိုယ့်အိမ်မှာအစီအကံများကရှိတဲ့အကြောင်းသိရင်လုပ်ပါလားအလူသေးလောက်မီးရှို့တဲ့အခါမှာရိုက်တဲ့တို့ကမိထားအောင်ပါလားကိုင်းကိုသိန်းဟန်ဘာပြောချင်သေးလဲဒုက္ခတော့ဒီလိုဗျာအပြစ်မှုတစ်စုံတစ်ရာလုပ်တဲ့လူဟာထိတ်လန့်နေတာနဲ့အယောင်ယောင်အမှားမှဖြစ်ပြီးလုပ်တင်တာမလုပ်ဘဲနေတတ်တယ်အသူခန်းထဲမှာပြန်ဝင်ဖို့လန့်နေသလားမသိဘူးကိုင်းဆရာတခြားဟာလေးပြောလို့ဆရာရဲ့ ။များကြီးပြောနိုင်ပါတယ်ကိုသိန်းဟန်ရဲ့။အဲဖြစ်နိုင်တာတစ်ခုကိုပြောပြမယ်။တရုတ်ကြီးရှင်းနေကလေးကိုစာချုပ်တွေအကြောင်းတိုင်ပင်နေတော့ဒီပြည်လူတယောက်ကအိမ်နဘေးနားကရှောက်လာရင်မြင်လိုက်မယ်။အဲဒီတော့ချောင်းနေပြီးရှင်းနေကလေးအပြန်မှာတရုတ်ကြီးကိုအခန်းထဲမှာတွေးတဲ့တုန်းနဲ့ရိုက်တက်ပြီးမီးရှို့ပြစ်ခဲ့ပြီးပြေးရောမဟုတ်လား။ဘာဖြစ်လို့အလောင်းကိုမီးရှို့ရမလဲ။မောင်နေငါကဘာဖြစ်လို့ဒီလိုမီးရှို့ရသလဲ။ တက်တည်တင်ပြဖို့ဟာတွေကိုအစပြောင်းအောင်ပေါ့ဗျာဒီလူကလူသက်မှုဖြစ်မှာကိုဖွက်ချင်လို့ဖြစ်မှာပေါ့ဒီလူကဘာမှမယူဘဲနဲ့ဘာဖြစ်လို့ထွက်သားရမလဲဗျသူအတုံးချလို့မရတဲ့ပစ္စည်းတွေမှဖြစ်မှာပေါ့ဗျာကျွန်တော်တော့ရှုပ်နေပါပြီဆရာရဲ့ဆရာလူကိုယ်တော်ဆရာလိုက်ရှာပါကျွန်တော်တရားကကျွန်တော်မိထားတာပဲအဲနောက်တော့ဘသူမှန်တယ်ဘသူမှားတယ်သိရလိမ့်မယ်ဆရာကြီးအဲသို့တော့ကျွန်တော်တို့တည်သားသမျှဟာဖြင့် ဒီစားတွေဟာတခုမှမပြောက်ဘူးတရကန်မောင်တင်ကဘလို့ပဲဖြစ်ဖြစ်သူ့အမွေစားအမွေခံဖြစ်လို့သူရမယ်ဆိုတာကိုသိတာပေါ့အဲဒါကြောင့်စာချုပ်တွေကိုယူမှာမဟုတ်ဘူးကိုသိန်းရံရဲ့ယူဆပုံကလည်းဟုတ်ပါရဲ့ဗျာအနို့ပေမဲ့တခြားယူဆပုံလည်းရှိသေးတယ်ဗျခမ ्या ပြောသလိုပဲနောက်တော့သိရမှာပေါ့လေဒီကနေ့သင်္ကန်းကျွန်းလာပြီးခမ ्या ဘလို့နေရာကြတယ်ဆိုတာလာကြည့်အောင်မယ်မဟုတ်လားဟုဆို၍မောင်သိန်းဟန်ထွက်သွားလေ၏ ောင်ဆန်ရှာသည်ရဲ့ဝေစားများကိုလဲလှယ်၍ကိုသိမ့်မောင်ကျုပ်ကတမိုင်းကိုတွားရမယ်ဟုပြောရာဘာဖြစ်လို့သင်္ကန်းကျုပ်မတွားတဲ့ဗျဒီမှုဟာအကြောင်းတစ်ခုနဲ့တစ်ခုဆက်ဆက်ပတ်သက်နေတယ်ပလိတ်တွေမှားတာကဒုတိယအကြောင်းကသာဝရိယစိုက်နေလို့ဗျအဲဘာဖြစ်လို့လဲဆိုတော့အမှုဆိုတာအမှန်အဖြစ်တော့ရှေးဥစွာပရမအချက်ကိုသိအောင်လုပ်ရမယ်မဟုတ်လားဗျဒီထူးဆန်းတဲ့သေတန်းစာဟာရမယ်လို့ထင်တဲ့လူကိုပေးဖို့ဆိုတာ ထို့နောက်မောင်ဆန်ရှားကဂန့်ကုသိန်းမောင်ရင်ခမည်းအားလိုက်ပေမဲ့တိတ်အကျိုးထုမှမဟုတ်ပါဘူးဗျာ။အညနေကျုပ်ပြန်လာမှပဲတရင်နားထောင်ပြီးတော့ဟူဆို၍ထွက်သွားလေ၏။ညနေမိုးချုပ်သောအခါမောင်ဆန်ရှားသည်ပြန်လာခဲ့ရာသူ၏မျက်နှာကိုမြင်ခြင်းအပြင်ကျွန်တော်မှနေရာမကျခဲ့ကြောင်းကို ရှင်းမိလေ၏။အားလုံးမှားကုန်ပြီကုသိန်းမောင်ရင်။ကုသိန်းရန်ရှိမှသာမျက်နှာခတင်းတင်းထားခဲ့ရတယ်။ဒီကောင်ဒီတကာဖြင့်အမှန်တွေ့နေပြီ။ အကျုပ်တို့အကုန်မပြီးထင်ပါရဲ့ဗျာကျုပ်ယူဆဖို့မျိုးတော့ရုံးမင်းကအယူရှိမှာမဟုတ်ဘူးထင်တယ်ဗျဒုကကျွန်တော်ကကြားဖြတ်၍ခမရတမန်းရောက်ခဲ့တဲ့ပေါ့လေရောက်တာပေါ့ဗျာအဲမောင်တင်ရဲ့အဖေတော့မတွေးခဲ့ဘူးသူ့အမေနဲ့စကားပြောခဲ့တယ်သူသားဟာအပြစ်မရှိဘူးတဲ့တရုတ်ကိုစူးဝါတေတာဟာအံဩလဲမအံဩဘူးဝမ်းလဲမနေဘူးတဲ့သူပြောပုံထောက်လိုက်တော့ပလိတ်တွေနေရာကြဖို့ဖြစ်နေတာပဲ။ တရုတ်ကြီးကြောင့်မကောင်းတာတွေရှောက်ပြောတာပါပဲဒီတော့သူသားဟာတရုတ်ကြီးကိုမုန်းမယ်လို့ထင်ကြမှာမဟုတ်လားဗျအဲနောက်ပြီးတော့မောင်တင့်အမေကဒီတရုတ်ကို လူလို့ခေါ်ဖို့တောင်ခတ်တယ်တဲ့ဒီလောက်ရုံမာတာငငယ်ကလေးတဲကကိုသူသိတဲ့ဗျာတို့အမေကြီးရဲ့အမေကြီးကိုစူးပွားကိုသိတာပေါ့လို့ပြောတော့သူကသိပါတယ်မောင်ရဲ့သိပါတယ်ဒီတရုတ်ကြီးကြောင့်မပြောပါနဲ့တော့စကားဆက်မိလို့ရှိမှကလေးစကားပဲပြောရအောင်မယ် ကျမအပြူတော့ငါသူကကျမကိုကြိုက်လို့ယူပါယူပါလို့ခဏခဏလာပြောတယ်။အဲကျမကသာလူမျိုးကွဲပတ်စံချမ်းသာပေတဲ့မလို့ညင်နာနဲ့သူ့ကိုဖယ်လိုက်တာပဲ။အဲဒီတော့ကျုပ်ကအခုတော့ဖြင့်သူကသူ့ပစ္စည်းတွေအလုံးအမိကြီးတားဖို့ထားခဲ့လေတော့စိတ်များနာအောင်မလားခမားလို့ပြောရင်ပဲ။အောင်မဲသူ့ပစံကိုလည်းမလို့ခြင်းဘူး။သူ့ကိုလည်းမကြည့်ခြင်းဘူးလို့ပြန်ပြောတယ်။ဒါနဲ့ကျုပ်ကလည်း နေရကြတော့မှမဟုတ်ဘူးလို့အောင်းမိပြီးတင်ကန်းကျွန်းကိုသွားပြန်ရောတင်ကန်းကျွန်းကိုရောက်တော့ကိုစူဝါအိမ်မှာလဲကိုသိန်းဟန်လည်းမတွေ့အင်စပက်တော်တယောက်သာတွေ့တယ်ဆပ်အင်စပက်တော်လုတ်တဲ့ကောင်ကလည်းကျုပ်ကိုဟိုလိုက်ပြဒီလိုက်ပြနဲ့ကျုပ်ကတယောက်ထဲလိုက်ကြည့်ရှုပေမဲ့ဘာမှမတွေ့ဘူးဗျာအဲနောက်ဘေးဘက်ကိုကြည့်ပြန်တော့အိမ်ကန်းပရင်ပေါက်အောက်ကနေပြီးမီးလောင်သွားတဲ့တစ်ပုံနာထီအောင်ခက်လေးလေးတစ်ခုခုဆွဲသွားပုံရတယ် ဟာဒီတွေ့ပြန်တော့ပလိတ်တွေထင်ပုံကအမှန်လိုပဲဖြစ်နေတယ်။အဲနောက်အိမ်ကနေဝင်ကြည့်တဲ့အခါသွေးဆက်တွေတွေ့တယ်။သွေးဆက်တွေတွေ့တာကလည်းလက်လက်ဆက်ဆက်ရှိတယ်။အဲနို့ပေမဲ့တဲတော့မများဘူးဗျ။အိမ်နဘေးမှာလည်းလူနှစ်ယောက်ချေရတွေ့တယ်။အခြားလူတော့လာဖို့မပေါ်ဘူး။အဲတခုတော့ဖြင့်ကြံပါသေးရဲ့ဗျာ။ကိုစုဝအတန်တစ်တာကြီးဖွင့်ပြီးရှာတော့သူပြောတယ်စာချုပ်တွေဟာတဲပြီးအဖိုးတန်မှုမရဘူးဗျ။ အဲသူ့မွေတိုက်စာအုပ်ထဲမှာမှတ်သားထားပုံကဖြင့်တဲပြီးပတ်စံကျွယ်ဝပုံမပေါ်ဘူးဗျ။ဒါပေမဲ့အရေးကြီးတဲ့အဖိုးတန်တဲ့ဟာတွေတော့မတွေ့ခဲ့ဘူး။အဲဒီတော့ပလိတ်တွေကဘာပြောဦးမလဲ။ဒီအရေးကြီးအဖိုးတန်တဲ့စာချုပ်တွေအကြောင်းပြုပြီးငွေရမှာကိုငွေဘူးမသူကဥမလဲတဲ့။အဲနောက်ပြီးအိမ်မှာခိုင်းတဲ့တယုံမကြီးမင်းမြန်တော့လဲ။တယုံကြီးကသူတိတလောက်ပြောမှုမရဘူး။အင်ကိုရန်ကုန်ကမြန်မာရှိနေတယောက်လာတာတွေ့တယ်။ဘယ်ချိန်ပြန်လဲမပြောနိုင်ဘူး။ အဲနောက်မိမိလိုအော်တန်ကြလို့ထွက်ကြည့်တော့အိမ်တော်ဖေးတစ်ပုံကြီးကိုမီးလောင်နေတာတွေ့ရတယ်။အနာကကြီးတော့ဝက်ကိုမီးနဲ့မြိုက်တယ်လို့အလွန်ညှော်စော်နမ်းနေတယ်တဲ့။ကိုင်းကူသိမ်းမောင်ကြီးကျုပ်တို့ရှုံးဘက်ကနေပါရောဗျာ။ဘာမှပြင်တတ်နိုင်မှာမဟုတ်ဘူး။ပလိပြောတာနဲ့စန့်ကျင်မဲ့ကြတဲ့အကြောင်းတစ်ခုကို ပြန်ပြီးပေါ်အောင်မလုပ်နိုင်ရင်တော့မောင်တင်သေးရမှာမလွဲဘူးဗျာ။အဲတို့ပြင်မဲ့အချက်တစ်ခုတော့ရှိသေးတာပဲ။အဲသူ့ငွေတိုက်စာအုပ်ကိုတေချာစွာကြည့်တဲ့အခါ သူ့ငွေတော်တော်များများကိုစီအရှုပ်ဆိုတဲ့တရုတ်တရုတ်ကို လွှဲပေးတယ်။အဲဒီစီအရှုပ်ကကိုစူးဝါးနဲ့ဘာဆိုင်တယ်လဲတော့မသိဘူး။အဲဒါကြောင့်ငွေတိုက်ကိုတွားပြီးမေးလိုက်အောင်မှတော်မယ်။နောက်ဆုံးကြတော့ကျုပ်တို့ကရှုံးဘက်ကများများနေမလားမစိုးနိုင်ဘူးဗျာဟုစိတ်ခက်ပြက်ပြက်နဲ့ပြောပြလေ၏။ထိုနေ့ညတွင်မောင်ဆန်ရှာအိတ်ဒီမအိတ်ဒီကိုတေချာစွာမပြောနိုင်ခြင်း။နနေ့ချိန်တွင်ကျွန်တော်သူ့ကို တွေ့ရသည်မှာသူ၏အနားတွင် သတင်းစာများဝိုင်းပြီးဆက်လက်ပြားတွေနှင့်ပြည့်နှက်ရှုပ်ထွေးလျက်ရှိလေသည်။သူ၏လက်ထက်မှမူတန်ကျိုးစာတစ်ခုကင်တွယ်လျက်ရှိရာ၎င်းတန်ကျိုးစာမှာအင်စပက်တော်မောင်သိန်းဟန်ထံကဖြစ်၍အောက်ပါအတိုင်းပါရှိလေသည်။တက်တဲ့အသည့်လုံလောက်စွာရပါပြီ။မောင်တင်အမှုထင်ရှားပြီ။အမှုဆက်လက်၍လိုက်ရန်မတင်ကြောင်းထိုကျင်းန်းစာကိုဖတ်ပြီးနောက်ကျွန်တော်တို့နှစ်ယောက်သည်သင်္ကန်းကျွန်းသို့သွားရောက်ကြသည်ဖြင့် ထိုအိမ်တွင်မောင်သိန်းဟန်နှင့်အခန်းသည်ပင် တွေ့ဆုံကြလျာမောင်သိန်းဟန်ကဘယ်နဲ့လဲဆရာကျွန်တော်တို့မှားပြီမဟုတ်လားစသည်ဖြင့်ပြောင်လောင်ပြတ်ကျော်တယောတော်တော်ပြောဆိုပြီးလျင်အိမ်ကန်းနှင့်အပြင်ကန်းကိုဆက်သွယ်ထားသည့်ဂျင်းမြောင်သောအခန်းကလေးစီသို့ခေါ်သွားလေ၏ထိုကမ်းမှာတော်ပင်မောင်သည်ဖြစ်ရကားမောင်သိန်းဟန်ကတိုင်းဒီခန်းကဂျိတ်မှာမောင်တင်ဟာ သူ့မိုးကအင်ကြီးချိတ်တယ်မဟုတ်လားကြည့်မေတော့ဟုဆိုပြီးလျင်မိကြီးကိုချစ်လိုက်ရာ ထုံးဖြူတုတ်ထားသောထရန်တွင်ရဲရဲနေသောသွေးစွန်းတစ်ခုကိုမြင်ရသဖြင့်တိုး၍ကက်ကြည့်ရာလက်မနှိပ်ပုံဖြစ်နေကြောင်းတွေ့မြင်ရပြန်၏။မောင်သိန်းဟန်ကလက်မနှိပ်တာတစ်ခုနဲ့တစ်ခုမတူဘူးဆိုတာကိုဝန်ခံရင်မဟုတ်လား။ဟောဒီမှာမောင်တင်ရဲ့လက်မပုံရှိတယ်ဟုဆိုပြီးလျင်လက်မပုံစံတစ်ခုကိုယူ၍ထရန်ပေါ်တွင်ရှိသောလက်မပုံနှင့်ရှင်ပြန်ကြည့်ရှုရာတစ်ခုနဲ့တစ်ခု အချာမနာရှိသည်ကိုတွေ့မြင်ရလိမ့်မည်။ကဲဒါဖြင့်ပြီးရောမဟုတ်လားဗျာ။ ကျွန်တော်ကဒီတော့ပြီးရောလို့ရောင်ပြီးထွက်လိုက်ရာ မောင်ဆန်ရှားလည်းပြီးရောလို့ပြန်၍ပြောလိုက်လေသည်ဒုကာမောင်ဆန်ရှားရဲ့အတန်ကိုကြားရလျင်ကြားရချင်းကျွန်တော်ဒီလှည့်၍ကြည့်လိုက်ရာသူ၏မျက်နှာသည်တမျိုးပြောင်းသွားပြီးနောက်အလွန်ရင်မောကျင်သောလက္ခဏာရှိတော်လဲချုပ်တီးထားပြီးတကယ်သူရှိလေ၏ဦးဆန်ရှားကဟုတ်တယ်ဟုတ်တယ်ဘသူထင်နိုင်ပါလဲဒီသင်ငယ်ပုံမှန်ကြည့်ရတာတနာကမနဲ့လူတစ်ပါးသားတတ်ဖို့နေနေတာတာချင်းကလေးတကောင်တော့နာအောင်ရိုက်ဖို့မပေါ်ဘူး မြင်းတိုင်းကိုမယုံရဘူးထင်ပါရဲ့အင်စပက်တော်ရဲ့ဆရာရဲ့ပညာရှိတော်လည်းသတိဖြစ်ခဲတဲ့တချို့လူတွေကတော့တဲအထင်ကြီးတတ်တယ်လူတကူထင်တယ်လုံးဆိုသလို ကိုလို့တာတာအမှန်သူများဟာအမှားလို့ထင်ပြီးပြောတတ်တဲ့လူတွေအများကြီးပဲရှိတယ်ဗျာဒုကာဥဆန်ရှားကမောင်တင့်နေကွယ်မိုက်လိုက်လေတယ်သူအင်းကြီးသူယူရင်ထရန်လက်မနဲ့နှိမ့်မိအောင်ပဲယူရတကူ ရေလဲဖြစ်တတ်တာမျိုးပဲတို့ပေမဲ့ကိုသိန်းဟာခမ ्या ကိုဒီလက်မနဲ့နှိပ်ထားတာဘယ်လူကပြတယ်လဲခိုင်းထားတဲ့တယူကြီးကဆက်အင်စပက်တော်ကိုပြတယ်ဗျဆက်ကဘမနေတာလဲသူ့အိမ်ကမ်းမှာနေဆောင်နေတယ်အဲမနေ့ကဒီအမှတ်ကိုမတွေ့ဘူးလားမနေ့ကဒီကန်းကိုတည်တည်ကြာကြာမကြည့်မိဘူးဗျာကဲဒါဖြင့်မနေ့ကပဲဒီလက်မနှိပ်ထားတဲ့အရာရှိတယ်ဆိုရမှာပေါ့လေအာဘယ်နဲ့လဲဆရာရဲ့ မောင်နေကမင်းညားကအချုပ်ထောင်ထဲကထွက်လာပြီးသူ့ကိုယ်သူနင့်နာလောက်တဲ့တက်တေရအောင်လုပ်ပါမလားနို့ဒီလက်မဟာသူ့လက်ရမဟုတ်ဘူးလားဟုတ်တယ်ဗျကျွန်တော်တို့ကရိုးရိုးပါဆရာရဲ့တက်တေတင်ရှားရအောင်ကိစ္စပြီးအောင်ဆောင်ရွက်ချင်တာပဲကျွန်တော်ကိုပြောစရာရှိရင်အရှင်ကကိုလာခဲ့ပါ report အစီရင်ခံစာရေးစရာရှိသေးတယ်ဆရာမောင်ဆန်ရှားကကျွန်တော်ဘက်ကိုကြည့်ပြီးကျုပ်တော့ပြေစိတ်မကျေနပ်သေးဘူးဗျမင်းကဒီခန်းကျုပ်တည်တည်ချာချာကြည်တော့က လက်မနှိပ်တဲ့အရာမတွေ့ဘူးဗျဟုပြောဆိုပြီးနောက်ကျွန်တော်တို့နှစ်ယောက်သည်အိမ်နဘေးခြံကလေးကိုလှည့်ပတ်၍လက်လျှောက်ပြီးလျင်ဟောဆန်ရှားသည်အိမ်ဘက်လည်းအားလုံးကိုတိုင်းထွာမှတ်သားပြီးနောက်အိမ်ထဲသို့ဝင်ပြီးလျင်အောက်ဆုံးအခန်းကဆ ảy ၍အထက်ဆုံးအခန်းတိုင်အောင်တိုင်းထွာပြန်လေ၏နောက်ဆုံးအခန်းတစ်ခုကိုတိုင်းထွာပြီးနောက်အကျိုးအကြောင်းမြည်တို့မှမပြောဆိုဘဲလျက်ရီမောလေ၏၎င်းတော်မောင်ဆန်ရှားကတိုင်းကိုသိမ်းမောင်းဒီမှုတော့အလွန်ထူးဆန်းတာပဲ။ ကျို့တို့ခုကိုသိန်းအောင်ကိုခေါ်ပြီးတိုင်ပင်ဖို့တင့်မိထင်းတယ်ကျို့တို့ကိုသူကကြီလာမောလာလောင်လာပြောင်လာလှုပ်ထားတာကျို့တို့ကလည်းကလေးစားချေဖို့ကြံသေးတယ်ဗျမောင်သိန်းဟာမှာ report ကိုရေးလျက်ပင်ရှိရာမောင်ဆန်ရှားကသူ၏အနာသို့တွား၍ပြောသည်မှာခမရ report ရေးဖို့ချိန်မကြသေးဘူးထင်တယ်တက်တည်မလုံလောက်သေးဘူးဗျဟုပြောရာတွင်မောင်သိန်းဟာမှာအာအသိလျက်ဘယ်ထင်ပြောတာလဲဆရာရဲ့ဆရာတက်တည်ကိုခေါ်ခဲ့စမ်းမှာ ခေါ်ရတာပေါ့ဗျာ။ခမရပလီသားဗနေရောက်ရှိတယ်လေ။သုံးယောက်ရှိပါတယ်ဆရာ။ကောင်းပြီကောင်းပြီ။ဒီကောင်တွေတန်တန်မာမာရှိရဲ့လား။အတန်ကျဲကျဲအွန်လိုင်းပုံရရဲ့လား။အတန်ကျဲကျဲကဘာလို့ဖို့တော့ဆရာရဲ့။နောက်တော့သိရလိမ့်မပေါ့ဗျာ။၎င်းတော့၅မိနစ်ခန့်လောက်ကြာတော့အခါပလီသားအမှုရန်သုံးယောက်တို့ဒီရောက်လာကြရာမုံဆယ်ရှားကအင်းအဝေးကြီးကြီးနားမှာကောက်ရိုးတွေရှိတယ်။အဲနှစ်စီးသုံးစီးလောက်ယူခဲ့ကြ။ရေလဲတပုံးခက်ခဲဟုပြောဆိုပြီးနောက် ကျွန်တော်နဲ့ကိုသိန်းဟန်တို့ကိုခေါ်ပြီးလျင်ကိုသိန်းမောင်မိကြည့်ရှိရလားတက်တည်ပြရတာလေအခက်ကြီးပဲဟုပြောဆို၍ရခင်ကနောက်ဆုံးတိုင်းထွာထားသောအခန်းစီသို့ခေါ်သွားပြီးလျင်မောင်ဆန်ရှားကထရန်တစ်ခုအလဲတွင်ကောက်ရိုးများကိုချစီပြီးနောက်ပလိတ်သားတို့ကိုတစ်ဖက်တွင်ရက်စီ၏မောင်သိန်းဟန်ကမျက်နှာခက်ပြက်ပြက်နဲ့ဆရာရဲ့သိရင်ပြောရောပေါ့ဒါတွေဘာလို့ဆရာလဲဆရာကလှောင်ဆရာမရှိပါဘူးဟုပြောရာမောင်ဆန်ရှားကပြန်ပြောသည်မှာ အင်စပတ်တော်ကြီးကနေရာကြပုံပေါ်တော့ကတော့ကျုပ်ကိုလှောင်းလောင်းပြောင်ပြောင်ပြောလို့ကျုပ်အခုဟန်ထုတ်တာကိုအရင်မြူပါနဲ့။ကဲကိုသိမ်းမောင်။ဟိုဘက်ကပရင်းမောင်ဖွင့်လိုက်စမ်းပါဗျာ။ပြီးတော့မိကြီးကိုချစ်ပြီးကောက်ယူကိုမိရှို့လိုက်ပါ။ပရင်းမောင်ကလေဝင်လာသည်နှင့်မိကုန်းလုံးတို့သည်တခန်းလုံးပြည့်လျက်ရှိလေ၏။ကိုဆန်ရှားကကိုသိမ်းဟန်ခမရအသက်တည်တော့တွေ့မလားမတွေ့လားမစုံနိုင်ဘူး။ကျုပ်ကမိလို့ဆိုရင်ဝိုင်းတာអော်ကြပြီတော့ဟုဆို၍ ကျွန်တော်တို့အားလုံးစုပြီးလျင်မိ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 ဟုတပြိုင်တည်းဩကြသောအခါတရားလုံးပင်ကြားလူမတက်ဖြစ်လေ၏ဒုကဲ့သို့ဟိဩကြသောအတန်မဆုံးမီပင်တရားတစ်ခုသည်ပွင့်သွားပြီးလူတယောက်ကြောက်အားလန့်အားနှင့်ထွက်ပြေးလာသည်ကို တွေ့မြင်ရလေ၏ကောင်းလိုက်တာကိုသိမ်းမောင်၏မိဘရေလောင်းလိုက်ကိုသိမ်းဟံခမရအမအရေးကြီးဆုံးတက်တည်ကိုစူးဝါဆိုတာသူပါပဲဗျာအစ်စပါတော်ကထိုသူဟာအာအသိလျက်ငေးမော၍ကြည့်နေလေ၏ ိုသူကလည်းမျက်စိဖွင့်ကြည့်ပိတ်ကြည့်နဲ့ကျွန်တော်တို့နဲ့အတူမိကိုကြည့်လျက်နေလေ။ဟေးဘာလဲဘာလုပ်နေရလဲ။ထိုကာကိုစူးဝါကရီတော့မလို့ပြုံးတော့မလို့နဲ့သူကဘာလုပ်လို့လဲ။အေးဘာမှမလုပ်ဘူး။မောင်တင်တက်တက်အကျိုးပေးခံရအောင်လုပ်တာမဟုတ်ဘူးလား။ဒီကဆရာကြီးမရှိဘူးဆိုရင် မောင်တင်အပြစ်မရှိပဲတက်တက်တေးရမှာပဲ။အိုးသူကကြည်စားတာပါ။ဒါလောက်တော့ဖြစ်မယ်လို့မထင်ပါဘူး။ဤကဲ့သို့ပြောဆိုနေစဉ်ပင်မောင်သိခံအမိန့်နဲ့ပလိတ်သားတို့က တယုတ်ကြီးစူးဝါကိုစွဲရွံ့၍လက်ထိတ်ခတ်ပြီးလျင်အပြင်သို့ခေါ်သွားလေ၎င်းတော်မောင်သိန်းဟန်ကမောင်ဆန်ရှာအာကျူးတင်ကြောင်းမောင်ဆန်ရှာသာမဆုံးတော့ခဲ့ပါမူအပြစ်မရှိသူမှာတသက်မဲ့အပြစ်ဒဏ်ခံရမည်ဖြစ်ကြောင်းမိမိမှလည်းနမယ်ပြက်ကွက်မည်ဖြစ်ကြောင်းစသည်တို့ကိုဖွင့်နှဲ့စကားများကိုပြောကြားလေလျင်မောင်ဆန်ရှာကခမရနမယ်မပြက်ပါဘူးအခုရေးတဲ့ report ကိုသာနည်းနည်းပြင်လိုက်ပါ ကျုံနယ်မယ်မထဲနဲ့နော်ကျုံနယ်မယ်မလို့ခြင်းပါဘူးဟုပြောဆို၍တရုတ်ကြီးစူဝါပုံအောင်နေသောအခန်းကိုဝင်၍ကြီးရှုသောအခါ၎င်းအခန်းမှာ၆ပေမျှသာလျင်ရှိ၍လေနှင့်အလင်းရောင်တို့မှတစ်စက်မြင့်အောက်ကဝင်လေ၏။ကွေ့ပြေကလေးတစ်ခုနှင့်အိယာတစ်ခုရှိသည့်အပြင်ဘဲရှူသောကရိယာတစားတို့လည်းရှိလေ၏။စူဝါဟာအစတုန်းကတော့လက်သမားဗျ။နောက်ကန်ထရိုက်လုပ်တယ်။လက်သမားလုပ်တာနေရာကျတယ်။ဘုံဘူနေရာလူမသိအောင်လုပ်နိုင်တယ်။ သူခိုင်းတဲ့တယောက်ကြီးသာမတည်ဘူးလားမပြောတတ်တယ်ဗျာဆရာကဘယ်နဲ့တည်တယ်လဲကျုပ်ကအစတည်းကတယောက်ကြီးအိမ်ထဲမှာပုန်းနေတယ်လို့စိတ်ချထားတယ်အခန်းတစ်ခုပြိုင်နေတာကြည့်တော့လေတခန်းဟာတခန်းအထက်၆ပြီတိုးနေတယ်အဒီတိုးနေတဲ့အခန်းတွေ့ရင်ပဲတယောက်ကြီးဘယ်မှာရှိတယ်ဆိုတာသိတယ်အဲဒါကြောင့်မီးလန့်ရင်တယောက်ကြီးထွက်လာမယ်ဆိုတာသိတယ်ဒါကြောင့်သူ့ဝင်ပြီးဖမ်းတာထက်သူထွက်အောင်လုပ်တာပိုပြီးကောင်းမယ်လို့ကျုပ်ကလှုပ်လိုက်တာ ။နောက်ပြီးတော့မနက်ခါခမညာကကျုပ်တို့ကိုလှောင်တာနဲ့ကလဲစားချေအောင်လုပ်တာပဲ။နို့ဆရာခမညာ तू အိမ်မှာရှိတာဘယ်နဲ့သိသလဲ။လက်မနှိပ်ထားတာမနေ့ကမရှိဘူးဗျ။ဒီတော့ညကလှုပ်ထားတာအေကန်ဖြစ်ရမှာပဲ။ဆရာဘယ်နဲ့သိတာရောဆရာရဲ့။အိုးအလွယ်ကလေးပဲဗျာ။ဟိုစာချုပ်တွေစိုက်တဲ့ထည့်ပြီးပိတ်တော့ချိန်နဲ့ပိတ်ရတယ်မဟုတ်လား။ချင်းနဲ့နှိပ်တော့မောင်တင်လက်မနှိပ်တယ်အဲဒီလိုနှိပ်တော့မောင်တင်လည်းသတိရမှာမဟုတ်ဘူး ဒီယုတ်ကြီးကလည်းအတုံးဝင်မယ်လို့မသိဘူးဗျ။အဲနောက်တော့ဒီယုတ်ကြီးကအခန်းလေးထဲမှာတယောက်တည်းစဉ်းစားမိဟန်တူတယ်။ဒီချိတ်ပေါ်မှာနှိပ်ထားတဲ့လက်မပုံကိုဖျောင်းပေါ်မှာနှိပ်။ပင်ရကလေးနဲ့သွေးလေးဖောက်ထုတ်ပြီးဆွတ်ဆွတ်ပြီးနေရံပေါ်ရိုက်ထားလိုက်တယ်။အတူရတွင်သူလှုပ်တယ်၊သူ့အစီကံလှုပ်တယ်တော့တည်တည်ချာချာမသိဘူး။သူခန်းထဲမှာရှိတဲ့စားတွေလိုက်ရှာရင်လမ်းမနှိပ်တဲ့ခြေစိတ်တွေ့မှာပဲဗျ။တော့ပါပြီလေဆရာ။ဆရာပြောမှရှင်းတာပဲ။ ။နို့ဘာဖြစ်လို့ဒီလောက်တောင်ကြံ့ကြံ့စီစီလောက်ရတာတုံးဆရာရဲ့။ဒီလိုကိုဗျာ။စူဟာဆိုတာအလွန်ပဲမနာလိုတဲ့လူတစ်ယောက်ဖြစ်တယ်ဗျ။အဲမောင်တင်အမေက သူ့ကိုမယူဘူးလို့ညင်းတယ်။အိုးခမရမတီးဘူးလားဗျာ။အဲ့ဒါကြောင့်ကျုပ်ပြောသေးတယ်မလား။တမိုင်းကိုရောက်မှသင်္ကန်းကျွန်းကိုသွားမယ်လို့။အဲ့ဒါနဲ့သူကစိတ်နာပြီးဒီမိန်းမကို"သူဘလို့လက်စားချေရမလဲ"လို့ကြမ်းနေတာပဲ။အဲဘယ်တော့လောက်ရမလဲလို့အချက်မပေါ်သေးတာနဲ့စိုင်းနေတယ်။ အဲနောက်တနေ့လောက်က သူ့ဥစ္စာတွေဆုံးကုန်ဟန်တူတယ်။ကစားတယ်ထင်ပါရဲ့ဗျာ။အဲဒါနဲ့ကျွေးရွှင်နေလိမ့်တဲ့သဘောနဲ့သူငွေချေပြီးစီအရှုပ်ဆိုတဲ့တရုတ်ကို သူ့နာမည်နဲ့ငွေတွေလွှဲပေးရော။ဒီစီအရှုပ်ဆိုတာလေသူပဲဗျ။နာမည်လွှဲထားတာ။အဲနောက်ဒီငွေတွေစီအရှုပ်နာမည်နဲ့ထုတ်ပြီးမြမကြီးကထွက်ပြေးမယ်ကြံတာ။အဲ့ဒီတော့ထွက်ပြေးရင်းနဲ့သူဤစားဟောင်းကိုကလေးစားခြေပြရစီတော့ဆိုပြီးအဲ့ဒီမိမက သူ့ကိုတတ်တယ်လို့ဖြစ်အောင်လုပ်တာပဲ။ အတော်တော်ဖြစ်ရင်အကျဉ်းကောင်းတာပဲဒါပေမဲ့သူတခုမှားသွားတယ်အလက်မနှိမ့်လိုက်ရင် မောင်တင်အေကန်တေရအောင်ဖြစ်မယ်လို့ထင်ပါရဲ့ဗျာအဲကိုသိမ်းမောင်သွားကြပါစို့တရုတ်ကြီးကပြင်တစ်ပုံနဲ့ကြောင်ကူမီးထဲရှို့သလားမသိဘူးဗျာညော်လဲညော်တဲ့အနုပဲလေဘသူမပြုတ်မိမိမှုဆိုသလိုသူ့အပြင်နဲ့သူခံပေါ့ဗျာကိုင်းကျို့လို့လည်းမတတ်နိုင်ဘူးသွားကြပြီဆိုရဲ့ခုလိုရင်ခုန်စိတ်လို့ရှားပွေရာစုံတော့ဇလန်ကောင်းရကို အပတ်စဉ်စနေဘုတ်ဒုနေ့တိုင်းစင်စက်မပြတ်ပုံမှန်တင်ဆက်ပေးလျက်ရှိတာဖြစ်လို့ကျွန်တော် channel လေးကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါစီခင်ဗျာဝေဖန်ကြံပြုနေတာများရှိရင်လည်း comment section မှာရေးသားပေးကြဖို့ထပ်မံတောင်းဆိုလိုက်ပါစီခင်ဗျာ